ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့လင်လောက်သွားခြင်းကမင်းအွန်လိုင်း နဲ့ຫນွေဦးတို့အကြဘာတွေပြောင်းလဲသွားစေခဲ့လဲစသည်ပြောပြပါပြီတဲ့ကိုငိမ့်ချမ်းအောင်မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်ဘီက သူများနိုင်ငံတွေလိုရိုးရိုးသားသားတစ်ခုမှမရှိဘူး မာပြည်မှာက အမြဲတမ်းပယောဂတွေပယောဂတွေပယောဂတွေရှိတယ်။ဒီတော့အခုလိုက်ပြောရင်တောင်မှအရင်ကြည်နေတဲ့သူတွေမကြည်နိုင်တော့တဲ့သူတွေရှိတယ်ကြည်နိုင်တဲ့သူတွေရှိတယ်ဒီလိုမျိုးတွေဖြစ်နေတဲ့အခါကျတော့ဟန်နီမင်းရဲ့အကုန်လုံးကြေကွဲရတဲ့အခြေအနေပဲဗမာပြည်အခြေအနေကအကုန်လုံးကြေကွဲရတယ်ခင်ဗျားတို့ထေးနေသလိုအာသူတို့ဖြစ်တယ်ငါတို့ဖြစ်တယ်ငါနဲ့မတဲတဲ့လူတွေငါမကြိုက်တဲ့သူတွေအဲ့ဒီဟာတွေနဲ့မဆိုင်ဘူး ဗမာပြည်ရဲ့အနှိဋ္ဌာယုံကလူတိုင်းကိုအကုန်ရိုက်ခတ်တယ်ဗမာပြည်မှာဖြစ်နေတဲ့အနှိဋ္ဌာယုံတွေအကုန်လုံးဗမာပြည်မှာဖြစ်ပျက်နေတဲ့အသေးပြောက်တွေအပျက်စီးတွေအကုန်လုံးကလူတိုင်းကိုရိုက်ခတ်တယ်လူတိုင်းမြင်နေရတွေ့နေရတဲ့ဟာတွေအကုန်လုံးကဘာတစ်ခုမှကြားရစရာမြင်ရစရာမရှိဘူးအခုအချိန်ထိလည်းကျွန်တော်ပြောရဲတယ်မန္တလေးတို့เนาะဖြစ်တဲ့နေရာတွေမှာ မြေအောက်မှာပိတ်မိပြီးတော့ကဲပါယူပါတစားစားအောနေတဲ့သူတွေလည်းအခုအချိန်ထိရှိသေးတယ်ကျွန်တော်တို့အပြင်မှာနေတဲ့သူတွေကစိတ်မကောင်းတာတွေကြေကွဲတာတွေကလွဲပြီးကျွန်တော်တို့လည်းဘာမှမတတ်နိုင်ဘူးဘာမှမလုပ်နိုင်ဘူးသို့တော့သို့တော့ကျွန်တော်ဒီနေ့စိတ်မကောင်းစွာနဲ့ကျွန်တော်ပြောတာဗမာပြည်ဟာရိုးရိုးသားသားသွားလို့ရတဲ့နိုင်ငံမဟုတ် သို့တော်ဗမာပြည်ဟာရိုးရိုးသားသားသွားလို့ရတဲ့နိုင်ငံမဟုတ်ဘူးမနေ့တော့ကဗမာပြည်မှာငလျင်နေဖြစ်တယ်ရှမ်းပြည်မြောက်ပိုင်းကချင်ပြည်နယ်မှာစစ်တပ်ကဘုံကျဲတာဘုံကျဲနေတော့မယ်ဒါခင်ဗျားတို့ပြောပြကျင်တာကအကုန်လုံးက နိုင်ငံရေးနဲ့ဆိုင်နေတယ်ဖြစ်တဲ့သူတွေဒုက္ခရောက်တဲ့သူတွေကြေကွဲနေတဲ့လူတွေဒါဟာကိုတတ်နိုင်တယ်လို့ကိုကူညီ ကိုချင်းစာတရားထားဒါပေမဲ့ပြဿနာဖြစ်နေတာကဒီငလျင်ကြီးဖြစ်သွားတဲ့ဟာကဘသူအတွက်အကျိုးပိုရှိမလဲဘသူအတွက်ပိုပြီးတော့အထောက်အကူတွေဖြစ်မလဲငါတို့တော်လှန်ရေးဘက်ကိုဘလောက်ထိခိုက်နစ်နာနိုင်မလဲအကုန်လုံးကျွန်တော်တို့ဒီစစ်တပ်ကိုစန့်ကျင် တော်လှန်နေတဲ့သူတွေကသေသေးချာချာတွတ်ချက်ထားဖို့လိုတယ် အဲ့ဒီချိန်မှာအကုန်လုံးကပြောလိုက်မယ်ခမားတို့ပြောနေသလိုခမားတို့ဝမ်းနေနေသလိုကျွန်တော်ပိုဖြစ်တယ်ကျွန်တော်တို့မှာဆွေမျိုးသားချင်းလည်းရှိတာမဟုတ်ဘူးကျွန်တော်တို့တွေကျွန်တော်တို့မိသားစုဆိုလို့ရှိရင်ကျွန်တော်တို့ကမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေကို ကိုဆွေမျိုးအရင်းနေလို့ကိုမိဘလို့သဘောထားပြီးတော့ကြီးပြင်းလာကြရတဲ့သူတွေပြောလို့ရှိရင်ကျွန်တော်တို့မိသားစုတွေတော်လှန်ရေးသမားတွေရဲ့မိသားစုတွေဆိုတာဗမာပြည်သူတွေရဲ့မြစ်တာနဲ့ မာနိုင်ငံသားတွေရဲ့မေတ္တာနဲ့ကျွန်တော်တို့တွေကအသက်ရှင်ခဲ့ကြရတာကျွန်တော်တို့တွေကအားယူခဲ့ကြရတာကျွန်တော်တို့တွေကဘဝကိုရည်တည်ခဲ့ကြရတာကျွန်တော်တို့တွေဒီလိုမျိုးရင်ဆိုင်လာခဲ့တဲ့အခါမှာဗမာပြည်သူပြည်သားတွေဒီလိုမျိုးပျက်စီးတာတွေသေကျေတာတွေဒုက္ခရောက်တာတွေအရှင်လက်လက်မြင်မြုပ်ခံရတာတွေဒီလိုမျိုးအနှိတ်ထယုံတွေဖြစ်နေလို့ရှိရင်ကျွန်တော်တို့မိသားစုတွေခံစားရတာခံစားရတယ်လို့မျိုးထက်ကိုကျွန်တော်တို့ပိုးခံစားရတယ်သို့တော့ ငလျင်ငလျင်ပဲငလျင်ငလျင်ပဲဒီငလျင်ကိုအတုံးချပြီးတော့အာနာသိမ့်ထားတဲ့စစ်တပ်ကဘလို့အခွင့်အရေးတွေယူမလဲဘလို့တွေတိဆောက်မလဲကျွန်တော်တို့ကလူမှုကိုငဲ့ညာပြီးတော့အပြစ်ခက်ရဆဲရေးတွေလုပ်မယ်ကျွန်တော်တို့တွေကဆွေးနွေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗမာနိုင်ငံသားတိုင်းသူပြည်သားတွေ ဘလောက်ပို့ပြီးတော့ဒုက္ခရောက်မလဲဒီတော့ပြောစရာတွေကဖြစ်လာခမားတို့အမြဲတမ်းပြောတဲ့စကားရှိတယ်ခမားတို့အမြဲတမ်းပြောတဲ့စကားကဘာစကားလဲဆိုတော့တရုတ်ပြည်ဟာအိမ်ကြီးချင်းဖြစ်တဲ့အတွက်ပြောင်းလို့ရွှေ့လို့မရဘူးတဲ့နိုင်ငံရေးသမားတွေပြောတဲ့စကားရှိတယ်တရုတ်ပြည်ဟာအိမ်ကြီးချင်းဖြစ်တဲ့အတွက်ဘတော်မှပြောင်းလို့ရွှေ့လို့မရဘူးတဲ့ဗမာပြည်ကလည်း ငလင်ကြောပေါ်မှာရှိနေတဲ့အတွက်ဘတော်မှပြောင်းလို့ရွှေ့လို့မရငလင်နော်ဗမာပြည်သူလဲငလင်ကြောရဲ့အထက်မှာရှိတဲ့အတွက်သဂိုင်းပြည့်ရွေတို့ဘကိုးပြည့်ရွေတို့မင်းကုန်ပြည့်ရွေတို့ဒီလိုမျိုးပြည့်ရွေတွေအပေါ်မှာရှိနေတဲ့အတွက်ဗမာပြည်ကလည်းပြောင်းလို့ရွှေ့လို့မရသို့တော့ဒီလိုပြောင်းလို့ရွှေ့လို့မရတဲ့နိုင်ငံကြီးမှာတိုင်းပြည်အပေါ်မှာစေတနာရှိတဲ့ ပြည်သူလူထုအပေါ်မှာစေတနာရှိတဲ့အစိုးရတွေပေါ်လာမှဒီနေ့ခမားတို့ကျွန်တော်တို့မြင်ရတဲ့အနိဋ္ဌာယုံမြင်ငွင်းတွေအသေးအပြောက်တွေအရှင်လက်လက်မြေမျိုးခံရတာတွေဒါတွေကိုကျွန်တော်တို့ကကာကွယ်နိုင်မှာအစိုးရကောင်းကောင်းရှိတော့မှဒီအစာဦးကတော့ဥပဒေနဲ့ညီးတယ်ဒီအစာဦးကတော့တဘာဝပတ်ဝန်းကျင်နဲ့ညီးတယ်ဒီအစာဦးကတော့ဒီလိုဆောက်ရမယ်ဆိုတဲ့ဟာတွေအကုန်လုံးကိုလက်ပေးလက်ယူကင်းကင်းနဲ့ အရေးအသွေးရှိရှိနဲ့စောင့်နိုင်မှအခုလိုမျိုးနော်မမြင်ရက်เสียမကြားရက်เสียမတွေ့ရက်เสียဒီလိုဟာမျိုးတွေကိုကျွန်တော်တို့ကရှောင်နိုင်မှာဒါကြောင့်မလို့ဆရာနာရှင်စနစ်ကိုကျွန်တော်တို့ကတိုက်ဖို့လိုတယ်ဆရာနာရှင်ကအခုနိုင်ငံတကာကအကူအညီပေးတော့မယ်နိုင်ငံတကာကအကူအညီပေးတော့မယ်တကဘာလုံးကို အကူအညီဖြတ်နေတဲ့အမေရိကန်တော်မှဗမာပြည်ကိုကူညီရမယ်ဟဲ့ ရုရှားကလည်းကူညီရမယ်ဟေ့အိန္ဒိယကလည်းကူညီရမယ်ဟေ့ဥရောပကလည်းကူညီရမယ်ဟေ့ထိုင်းကလည်းကူညီရမယ်ဟေ့ကျွန်တော်တို့နိုင်ငံကိုအခုချိန်မှာကူညီပြီဆိုလို့ရှိရင်ဘသူ့ကိုကူညီမှာလဲဟာပြောထားကြတယ်ဗမာပြည်ရဲ့80ရာခိုင်နှုန်းကိုတင်ထားပြီး90ရာခိုင်နှုန်းကိုတင်ထားပြီခမည်းတော်ကခမည်းတော်80ရာခိုင်နှုန်းပဲတင်ထားတယ်ဗဇက်ကဘလောက်ပြောပြော90ရာခိုင်နှုန်းတင်ထားတယ်ဘလောက်ပဲပြောပြော 69ရာခိုင်နှုန်းဘလောက်ပဲသိမ်းထားတယ်ပြောပြောကျွန်တော်တို့တော်လန်ရေးက PDF ရဲဘော်တွေတိုင်းရင်းသားတော်လန်ရေးအဖွဲ့အစည်းတွေနော်ကျွန်တော်တို့ရဲ့ PDF လူငယ်တွေတိုင်းရင်းသား EAO အဖွဲ့ကလူငယ်တွေဘလောက်ပဲကူညီကူညီချင်းအခုဖြစ်နေတဲ့နေရာကစစ်တပ်ကထိန်းချုပ်ထားတဲ့နေရာတွေဒီတော့နိုင်ငံတကာကစစ်တပ်ကိုအသေးအမှတ်မပြုချင်လဲလူသားချင်းစာနာဖို့အတွက်ကြရင်စစ်တပ်နဲ့ပဲဆက်ဆံရမယ် ဥပမာချင်းပြည်နယ်မှာဟိုချင်းကြီးနောင်ဖွဲ့ကတိမ့်ထားတယ်ရခိုင်ပြည်နယ်မှာအေးအေးကတိမ့်ထားတယ်ဒါပေမဲ့အခုငလျင်လှုပ်သွားတဲ့ဟာကိစ္စသည်ချင်းပြည်နယ်မှာမဟုတ်ရခိုင်ပြည်နယ်မှာမဟုတ်ဘူးကချင်ပြည်နယ်မှာမဟုတ်ဘူးဗမာစစ်တပ်ထိန်းချုပ်ထားတဲ့နေရာမှာဖြစ်တယ်လူဦးရေအများဆုံးကလည်းဗမာစစ်တပ်ထိန်းချုပ်ထားတဲ့နေရာမှာဖြစ်တဲ့အခါပုံမှန်လင်းလင်းပြောချင်တာကကျွန်တော်တို့အတိုက်ခံနေနိုင်ငံတကာမှာ ထတ်ရှုံးအောင်မလားဒီအကူအညီတွေကိုငါတို့ကိုပေးပါငါတို့ကိုပေးပါဆိုပြီးတောင်းနေရင်လေတကယ်အခက်အခဲဖြစ်နေတဲ့ပြည်သူပြည်သားတွေလက်ထဲကိုအချိန်နောက်ကြပြီးမှရောက်မဲ့အနေအထားအဲ့တော့ဖြစ်ခဲ့တာလဲဖြစ်ပြီဖြစ်ခဲ့တာလဲဖြစ်ပြီဖြစ်နေတယ်လဲဖြစ်နေပြီအဲ့တော့ပြည်သူလူထုအကုန်လုံးကပါသိဖို့လိုတယ်ပါဇက်တွေနဲ့ပဲရှောက်ပြောမနေတော့ဘဲနဲ့ ကိုလှုပ်ရမယ့်အလုပ်ကိုပြန်လဲတိဆောက်ရေးကိုလည်းလှုပ်ကဲတင်ရေးတွေလည်းလှုပ်ကိုလှုပ်တဲ့အလုပ်ကိုလည်းကိုလှုပ်အဲ့လိုမဟုတ်ဘဲနဲ့ဟာဒီမှာဖြစ်နေတယ်ဒီလိုမျိုးကျွန်တော်တို့ကဟိုလူငယ်ဒီလူငယ်ဒီလူငယ်ဟိုလူငယ်ဟိုလူဆောင်ဒီလူဆောင်ဒီလူဆောင်ဟိုလူဆောင်လှုပ်နေလို့ရှိရင်ကျွန်တော်တို့နိုင်ငံကြီးကဘလို့မကိုအဖတ်ဆယ်လို့မရတဲ့အနေအထားဖြစ်မယ်နိုင်ငံတကာအတိုင်းဝိုင်းကကျင်းနေတယ်အခုစစ်တပ်ကိုပဲဆက်သွယ်မှာ နိုင်ငံတကာအတိုင်းဝိုင်းကစစ်တပ်ကိုပဲဆက်သွယ်မှာစစ်တပ်ကကောင်တွေကလည်းတကယ်အကူအညီတွေရရင်သူတို့အပြည့်အစည်းဖြစ်နေတဲ့နေပြည်တော်ကိုပြပြီးတော့ပဲနေပြည်တော်မှာပဲအဲ့အကူအညီတွေအကုန်လုံးကရောက်မဲ့ကိစ္စမန္တလေးမှာလည်းအပြအပဲစကိုင်းမှာလည်းအပြအပဲဒီတော့ကျွန်တော်ပြောချင်တာအခုလိုမျိုးကျွန်တော်တို့အခက်အခဲတွေဖြစ်နေတဲ့အချိန်ဒီမှာကိုယုံကြည်တဲ့နော်ကိုယုံကြည်တဲ့ကိုဘာသာကိုဟာကိုကိုကိုယ်ကိုဟာကိုလို့သို့တော့ ဘာသာရေးတွေမပါဘဲနဲ့ဒီလိုမျိုးဖြစ်ရတဲ့ဟာကငါတို့နိုင်ငံမှာစစ်တပ်အာဏာသိမ်းထားတာနှစ်ပေါင်း80ကျော်ကြာလာလို့ဒီစစ်တပ်ဟာငါတို့တိုင်းသူပြည်သားတွေအပေါ်မှာစေတနာတစ်စက်မှမရှိလို့နော်ငါတို့တိုင်းပြည်ဟာငလျင်ကျော်ပေါ်မှာတီးနေတာဒီလိုတီးနေတဲ့နိုင်ငံမှာဒီစစ်တပ်ဟာဒီလိုမျိုးတွေလုပ်နေလို့ဒီလိုမျိုးအတွေးခေါ်တွေပြည်သူတွေဝင်ပြီးတော့ နော်အခုတိုင်းပြည်မှာတာဝန်ယူထားတဲ့ဆိုတော့ UNG အစိုးရလိုဟာမျိုးကလည်းဗဇက်ပြောတွေကိုရှော့ပြီးတော့လက်တွေ့ငါတို့ဘာလုပ်နိုင်မလဲငါတို့ပြည်သူလူထုကိုတည်င်းအမှန်အကန်တွေဘလို့ပေးမလဲဟိုအတူပြီးဩနေတဲ့လူတွေလည်းဗဇက်ပိတ်ထားမင်းတို့ကဟိုပါအတူပြီးဝင်ဖို့သာပြောနေတာကယ်ဆယ်ရေးအတွက်တော့ပါမင်းတို့ဘာမှလုံနိုင်တာမဟုတ်ဘူးမင်းတို့တိုက်တွန်းလို့တောင်ရတာမဟုတ်ဘူးအဲ့လိုမျိုးဖြစ်နေတာ စစ်တပ်ကိုလာပြီးတော့တိုက်မဲ့အာတူဘီကိုမပြောနဲ့မင်းတို့အခုအကူအညီတွေရမယ်ဆိုပြီးတော့ပြောနေတာတောင်မှမင်းတို့ပြောလို့ရတာမဟုတ်ဘူးဒီတော့ NUG အနေနဲ့လည်းအခုနိုင်ငံတကာနဲ့စစ်တပ်နဲ့ဆက်ဆံမဲ့ကိစ္စတွေမှာဘလုံမျိုးစစ်တပ်ဘက်ကိုပို့ပြီးတော့ရိမ့်ရိုင်သွားမဲ့ကိစ္စတွေနေပြည်တော်ပဲအကူအညီရမယ်ကိစ္စတွေကိုဘလုံမျိုးပြည်သူလူထုတကယ်ပြည်သူလူထုရဲ့လက်ထဲကိုရောက်အောင်ဘလို့လုပ်မလဲ ကျွန်တော်တို့ PDF တွေအခုကူညီခြင်းနဲ့ EAO တွေထဲမှာလည်းလူငယ်တွေရဲဘော်လူငယ်တွေအများကြီးပဲအကုန်ကူညီခြင်းနဲ့သို့တော့ဒီမျိုးတွေကိုဝင်ပြီးတော့ကျွန်တော်တို့ကူတော့ကယ်လို့မရဘူး။ NUG ပြောနေသလို90ရာခိုင်နှုန်း95ရာခိုင်နှုန်းတွေပိုင်းနေတယ်ဆိုပေမဲ့တကယ်လူတွေအများဆုံးနော်လူတွေအများဆုံးကိုအုပ်ချုပ်နေတာစစ်တပ်ဖြစ်နေတယ်။အဲ့ဒီစစ်တပ်ကိုငါတို့ဘယ်လိုမျိုးချမလဲ။ ဒီစစ်တပ်ရှိနေလို့ရှိလို့ရှိရင်ငလျင်ကျော်အပေါ်မှာရှိနေတဲ့ဗမာပြည်ကြီးကဒါမျိုးတွေနောက်နှစ်ပေါင်း90ဖြစ်လာမယ်နောက်နှစ်ပေါင်း100ကျရင်ဖြစ်လာအောင်မှာပဲဆိုတဲ့ဟာတွေနဲ့ဒီလိုမျိုးစိုးရိမ်စိတ်တွေနဲ့နေနေတဲ့ကိစ္စကိုဒီစစ်တပ်ကငါတို့ဘလို့တိုက်မလဲဆိုတာဒီငလျင်ရဲ့နော်ဒီငလျင်မှာဖြစ်ပျက်နေတဲ့ အနိဋ္ဌာယုံနေအခုအချိန်ထိမြေအောက်မှာအရှင်လက်လက်မြုပ်နေတဲ့အမြုပ်ခံရတဲ့လူတွေကယ်လို့မရသေးတဲ့သူတွေဆင်းရဲနေတဲ့လူတွေစားစရာမရှိတော့တဲ့သူတွေမိဘပျောက်သွားတာအဖေပျောက်သွားတာမိမပျောက်သွားတာတငယ်ချင်းပျောက်သွားတာဒီလိုမျိုးလူတွေရဲ့ခံစားချက်တွေကိုဖြည့်ဆည်းနိုင်ဖို့အတွက်ဒီငလျင်သင်္ကန်းစာကိုယူပြီးတော့ငလျင်ကမန္တလေးမှာဖြစ်တာဗျာမန္တလေးမှာကယ်ဆယ်ရေးလုပ်ပေါ့ မလီယံကစကိုင်းမှာဖြစ်တာဗျာစကိုင်းမှာကဲဆယ်ရေးလို့ပေါ့ပြင်စီရေးတွေလို့ပေါ့ကြံနဲ့ကိုတိုက်ရမယ့်နေရာမှန်သမျှမှာတော့ကိုတိုက်ပြီးတော့ဒီစစ်တပ်ကိုအမြင့်ပြတ်အောင်ခြေမုံရပါကိုအလုတ်ကို ကိုလုတ်ကြပါနော်ကဲတဲ့လူလဲကဲတိုက်တဲ့လူလဲတိုက်နော်ကဲတဲ့လူလဲကဲတိုက်တဲ့လူလဲတိုက်ငိုတဲ့လူလဲငိုနော်ထောက်ပတ်နိုင်တဲ့လူလဲထောက်ပတ်ဒီလိုမျိုးနဲ့ကျွန်တော်တို့နိုင်ငံကြီးကိုတိဆောက်ကြပါလို့ပြောရင်းနဲ့ဒီငလျင်ကို နော်သင်ငန်းစာယူကြပါခမားတို့ပြောသလိုတရုတ်ပြည်ကလည်းအိမ်ကြီးချင်းအဖြစ်ကနေရွှေ့လို့မရသလိုဗမာပြည်ကလည်းငလျင်ကျော်အပေါ်ကနေရွှေ့လို့မရဘူးဒီစစ်တပ်ကိုကျွန်တော်တို့ဒီဆရာနာရှင်ကိုကျွန်တော်တို့မနိုင်သရွေးကဒီနေ့ပြီးသွားတယ်နောက်နှစ်90ကြာထတ်ကြအောင်နောက်နှစ်တရာကြာထတ်ကြအောင်နောက်နှစ်တထောင်ကြာထတ်ကြအောင်အဲ့တော့ဒီစစ်တပ်ကိုအနိုင်တိုက်ကြပါကဲတဲ့လူလဲကဲပါ ကဲရဲကဲတဲ့လူတွေလည်းကဲကြပါကူတဲ့လူတွေလည်းကူကြပါငိုတဲ့လူတွေလည်းငိုကြပါလွမ်းတဲ့လူတွေလည်းလွမ်းကြပါသို့တော့တိုက်နေတဲ့လူတွေလည်းတိုက်ကြပါပြောရင်လည်းဒီ life ကိုညီကုန်းချုပ်ပါတယ်အားလုံးပဲဆရာနာရှင်စနစ်ကိုအမြန်တိုက်ပြီးတော့ကျွန်တော်တို့တွေမိသားစုတွေပြန်ပြီးတော့မြန်မြန်စုံကြပါစေမရှိတဲ့သူတွေကိုလည်းကျွန်တော်တို့လွတ်လွတ်လပ်လပ်လွမ်းနိုင်ကြပါစေလို့ပြောရင်လည်းညီကုန်းချုပ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်